မြတ်တို့တဲ့ခိုင်ကိုခေါင်းတဲ့တဲ့အပြစ်ခံရတဲ့ရင်ကစပြီးတော့ကောက်ချက်ဆွဲမယ်ဆိုရင်အဖြေရတမျိုးထွက်တယ်။တာဝဘာရမလဲအသိဉာဏ်သိအမှိုက်သိမယ်ဆိုတဲ့အကြောင်းတရားလို့သုံးတတ်မယ်ဆိုရင်ကောက်ချက်ကတမျိုးဖြစ်မယ်။အာအဲ့ဒီလိုမဟုတ်ဘဲနဲ့အာရွှေကုန်တိုင်းဆုံးဖြတ်ချက်ကိုတဦးတယောက်တည်းကပြင်တယ်အားလုံးဟာ ဒေါက္ခဏရဲ့အောက်မှာရောက်သွားတယ်ဆိုတဲ့ခံစားချက်နဲ့ပြောရမယ်ဆိုရင်နောက်ထပ်ကောက်ချက်တမျိုးဖြစ်စေနိုင်တယ်။ဒီလွတ်လပ်ရေးတော်กว่าတဲ့။ရပြီးတဲ့အချိန်မှာမရသေးဘူးရတယ်နဲ့ညင်းလိုက်ကြတာပြည်တွင်းစီရင်ဖြစ်ရောမို့လား။ဒီမိုကရေစီရှင်သန်ကြီးထွားခြင်းသလား။ရှင်သန်ကြီးထွားခြင်းတနတ်တာကင်ကြတော့အဲ့တော့ယူကော့ဝဲကအဖြစ်မဟုတ်ဘူးလားဆိုတော့ခင်းအင်းအင်းလို့ပြောမှဖြစ်သွား။ဒါကြောင့်ညာညာနာလို့ ဖိဋ္ဌစီကရလိုက်တဲ့သင်္ကန်းစာဖြစ်ပါရဲ့ခင်ဗျာဟုတ်ကဲ့တရားလွတ်တော်ရှင်းနေဦးဟန်ရှင်ဝင်းမင်္ဂလာပါဆရာဟုတ်ကဲ့ခင်ဗျာဆရာကိုယ်တော်ထွန်းနိုင်ကျွန်တော်ကလည်းမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရဲ့ခင်ဗျာအခုဆရာကိုဒီကနေ့ကျွန်တော်မေးမြန်းလိုတာကတော့လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ဥပတိပကအကျက်တဲပေါ့ဒီဥစ္စာကိုဆရာရဲ့ရှုမင်းနဲ့ရှုတော့ကနေဆရာဘယ်လိုသုံးသပ်ထားလဲဆိုတာကို ကျွန်တော်သိကျင်တာပါဆိုတော့အဲ့ဒီအတွက်လဲဟိုနောက်ဆုံးမှာဘလို့ဒါအပြေရှာမလဲဘလို့ထွက်ပေါက်ရှာမလဲဒါလည်းကျွန်တော်ဆွေးနွေးလိုပါတယ်အဲ့တော့ပထမဆုံးကတော့ဆရာရဲ့ကိုရေးအကျင်းပေါ့နော်ဆရာက1985အလုတ်သမားနှစ်ပတ်လည်မှာစပြီးလှုပ်ရှားမှုတွေမှာပါခဲ့တယ်နောက်1988မှာလည်းပါတယ်နော်နော်2021မှာတော့ဆရာဟိုကြုံတွေ့ဖြတ်တန်းခဲ့ရတဲ့အမြင်ရှိမှာပေါ့ဟိုဆရာရဲ့အဓိက professional ကတော့တရားလွတ်တော်ရှေ့နေဖြစ်တယ်။နောက် ကျူရှင်စရာတူဖြစ်တယ်လို့လည်းသိရတယ်လေအဲ့တော့ဆရာရဲ့85ကစပြီးတော့ဟိုလှုပ်ရှားမှုအချင်းကျုပ်ပေါ့လေအရင်ဆုံးပြောပြပေးစီလို့ပါတယ်ဗျဟုတ်ကဲ့မြ85တော့ကျွန်တော်လဲရန်ကုန်တက်သူတင်ချာ final ចောင်းသားတရားအောင်နေတယ်ကြာရနေရာကနေပေါ့နော်ပါခဲ့ဘူးတယ်ပေါ့နော်ဟိုခေါင်းဆောင်နဲ့တော့မပါပါဘူးအများသူငါလူပဲအဲကျွန်တော်လှုပ်ရှားခဲ့တဲ့အထက်မှာ ျွန်တော်တို့လိုလှုပ်ရှားတဲ့သူတွေအများကြီးရှိတဲ့ထက်ကကံဆိုးစွာနဲ့ပဲပြောမလားကံကောင်းစွာကြောက်မလားမသိဘူးအဲကျွန်တော်ရဲ့အတွေးအမြင်တွေဟာကျွန်တော်တငယ်ချင်းတွေနဲ့မတူဘဲနဲ့ရောက်သွားတယ်ပေါ့နော်ထောင်ထဲရောက်သွားတယ်၅နှစ်နေခဲ့ရတယ်နောက်ပြန်ထွက်လာတယ်ထွက်လာပြီးတဲ့နောက်မှာတငယ်ချင်းတွေနဲ့ဘဝရင်းချားသွားပြီတငယ်ချင်းတွေကတောက်သူမှာဆရာကြီးဖြစ်နေတဲ့အချိန်မှာကျွန်တော်အเจ้าပြန်ခဲ့ရတာအဲ့တော့ငါတို့နဲ့ မမီတော့တဲ့ဘဝကိုအတတ်နိုင်ဆုံးပြည့်စုံပြုတော်မယ်ဆိုပြီးတော့ကြိတ်ယုံရင်းနဲ့ပေါ့နော်တပတ်ကဥရိဘဝတစ်ခုယူတယ်အားရပေါ့နောက်တပတ်ကအဲဂျူရှင်ဆရာဘဝကိုပြောင်းလိုက်တယ်နောက်တူရဲသောသားအနေနဲ့မိဘပေါ့တာဝန်ကြည့်ရင်တော့နေကိုပြောင်းပြီးတော့နေမှာဂျူရှင်ဆရာတယောက်နေအသက်မွေးတယ်လို့ရှေ့နေတယောက်အနေနဲ့လည်းအသက်မွေးရင်းနဲ့ပေါ့နော်ခြေဆက်ရဲ့အရေးကြီးဖြစ်လာတော့ ကျွန်တော်တို့မြို့အနေနဲ့ကြည့်ရင်တော့ကျွန်တော်ကနိုင်ငံရေးအတွေ့အကြုံလည်းရှိတယ်ထောင်လည်းကြာဘူးတယ်ပရိသတ်အနေနဲ့ပြောရင်ចောင်းသားပရိသတ်ရှိတယ်ရှေ့အနေနဲ့ပြောရင် အမှုတွေပရိသတ်ရှိတယ်နေစုံနေပေါ့နော်စသဖြင့်အင်္ဂါရက်တည်းဟာပြည့်စုံလာတော့အဲကျွန်တော်ဒီရေကင်းတဲ့ကိုပါဖို့အကြောင်းတရားတွေတော့ဖန်တီးလာတာပေါ့ရှင်းစရှင်းစဖြစ်ဖြစ်ချင်းပါပဲကျွန်တော်ဖြစ်မဲ့ဆိုတာလည်းသိပါတယ် BBC ကကြေညာထားလို့လည်း ကျွန်တော်ဒီရက်ကိုလုပ်မယ်ဆိုတာသိပါတယ်ကျွန်တော်တို့လုံးကြဖို့လဲကျွန်တော်ယေရှုမှာရှိနေတဲ့မိတ်ဆွေတွေကကျွန်တော်ကိုလာရောက်ဝန်းရံပြီးတော့အားပေးကြပါတယ်တိုက်တွန်းကြပါတယ်အကြံဉာဏ်ယူကြပါအဲ့ဒီလိုနဲ့ကျွန်တော်ဆက်နေနေကြမှာကျွန်တော်လုံးဝဖြစ်မယ်လို့ဆုံးဖြတ်ပြီးတော့ကျွန်တော်လုပ်လိုက်တာဖြစ်ပါတယ်ပထမအကြောင်းသားတပတ်ကအနာကိုခံခဲ့တယ်နောက်မှားတယ်လို့ကျွန်တော်စီရင်ခံစားရတာကြောင့်တကယ်တော့ကျောင်းသားတွေလည်းပါပါတယ် ကျွန်တော်ပြောင်းပြီးတော့ကျွန်တော်တို့လူကြီးနှစ်ယောက်လူချင်းဆရာနှစ်ယောက်ဆရာနှစ်ယောက်တွဲပြီးတော့ဒါရတာလို့ခေါ်တဲ့ဒီမိုကရေစီရှင်သန်ကြီးထွားရေးတမကဆိုတာကျွန်တော်ဖွဲ့ပြီးတော့ဒီဒါရတာလမ်းကြောင်းတွေပဲကျွန်တော်လှုပ်ရှားခဲ့တာအဲ့တော့စက်တင်ဘာလမှကျင်မှမယ်နော်17ရက်နေ့တူထပ်ပါတယ်အဲ့ဒီနေ့ကျတော့လှုပ်တော့ကနေပြီးတော့ပါတီစုံပေးပြီလို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီးတော့ တပိစကန်းနဲ့ကထွက်လာပြီးတော့တာမန်အဲဒီတော့အများသူကဖွဲ့တဲ့တပ်မကတခုလိုပဲကျွန်တော်တို့ယက်တည်ခင်ကြပါတယ်အဲဒီနေ့ချိန်ဒီလေအဲ့ဒီတိုင်းယက်တည်ခင်ကြပါတယ်ကျွန်တော်တို့ကចောင်းသားတပ်မကကလာခဲ့တဲ့သူဆိုတော့ចောင်းသားတပ်မကစိတ်သက်ရှိတဲ့အတိုင်းပဲတပ်မကနိုင်ငံရေးကိုဒီနေ့အထိလုံနေသေးဆိုရင်တော့မမှားဘူးပေါ့နော်ဒီနေ့အထိဆိုတာကချွင်းချက်အပြင်ပြောမယ်ဆိုရင် နိုင်ငံရေးပုံကျင်မှာလည်းကျွန်တော်တို့တမကကလှုပ်ရှားမှုလုပ်လို့ရတာဖြစ်ပါတယ်။အဲဒီနေ့ကတော့နိုင်ငံရေးပုံမကျင်တော့2021ကစပြီးကျွန်တော်တော့ဒေးထွက်ထိုင်းနေအဲဘူးတော့မပြောရဘူးပေါ့နော်။အဲတော့ Facebook ပေါ်မှာကိုရေးချင်တာရေးတယ်။ဒေးထိုင်ပြီးတော့စောင့်ကြည့်သူလို့ပဲတာမားပြန်ပြောလို့ရမယ်ထင်ပါတယ်ခင်ဗျာ။ဒါကျွန်တော်ဆရာရဲ့85ရက်ဆိုတာ ဖြတ်တန်းမှုကဟိုအပြောင်းလဲတွေမှာဆရာကိုယ်တိုင်ကြုံတွေ့ရတယ်ဆိုတော့ဆရာအနေနဲ့စဉ်းစားချက်တွေတော့အများကြီးရှိမှာပေါ့နော်အဲ့တော့တခုပထမဆုံးသိချင်တာဆရာကုနောက်မှရေးထားတဲ့ဒီမိုကရေစီရေးနဲ့ဒီမိုကရေစီရှင်သန်ကြီးထွားရေးတို့ဟာဒင်းကားတခုရဲ့ခေါင်းနဲ့ပန်းပါပဲဆိုပြီးဒါကြီးကိုဆရာအစိုးမိတ်တည်းအနေနဲ့ဆရာကျင့်သုံးနေလို့ကျွန်တော်ယူဆပါတယ်ဒီအပေါ်မှာဆရာဘယ်လိုမျိုးရှင်းပြပေးလို့လဲဗျအဲ့ဒါလေးလည်းသိလို့ပါအားလုံးကတော့ဗျာကျွန်တော်တို့88မှာဂျိုင်းတူအော်ခဲ့ကြတာတော့ ဒီမိုကရေစီရေးနောက်လူ့ခွင့်ရေးပေါ့နော်ဒီတော့တော့ဖက်ဒရယ်မပေါ်သေးပါဘူးအဲ့ဒီပေါ်တဲ့အချိန်တည်းကကျွန်တော်တို့ကဒီမိုကရေစီရေးဆိုတဲ့အပေါ်မှာတော်တော်အငင်းပွားခဲ့ကြတယ်ဗျအငင်းပွားခဲ့ကြရဆိုတော့ကျွန်တော်တို့ဒါရတကိုစတင်ထူထောင်ခဲ့တယ်ကျွန်တော်တို့တငယ်ချင်းနှစ်ယောက်ကတော့အဓိကငင်းကုံဘက်တီဖြစ်ခဲ့တာပေါ့နော်အဲ့တော့ငင်းတဲ့ထဲမှာကျွန်တော်ရဲ့ပထမဆုံးအဖွဲ့ရဲ့အစနာမည်က ဒီမိုကရေစီရရှိရေးတမက်ကဖြစ်မယ်လို့ထင်တယ်ကျွန်တော်ရရှိရေးဆိုတဲ့စကားလုံးတော့ပါတယ်အဲ့ဒါကိုကျွန်တော်တို့အားလုံးဝိုင်းစဉ်းစားကြတယ်သင်ကြတော့ကျွန်တော်တကယ်ချင်းကဘယ်ဒါဆိုတစ်သက်လုံးဒီမိုကရေစီမရဘူးကွာအဲ့လိုပြောတော့ကျွန်တော်စိတ်ထဲမှာတော်တော်လေးကိုအဆင်မပြေဖြစ်သွားတာပေါ့အဲ့ဒါနဲ့ဘာကြောင့်အဲ့ဒီစကားပြောရတာလဲပြီးတော့ပြန်လွတ်လပ်ရေးတော့ကွာတဲ့ရပြီးတဲ့အချိန်မှာမရသေးဘူးရတယ်နဲ့ညင်းလိုက်ကြတာပြည်တွင်းစီရင်ဖြစ်ရောမို့လား ပြီးတော့ဒီမိုကရေစီရရှိရေးသွားပြီးတော့ရှေ့တန်းတင်လို့တော့ရတယ်ဆိုတဲ့သူနဲ့မရဘူးဆိုတဲ့သူဟာငြင်းနေကြအောင်ပါကွာငါတို့ကအဲ့လိုငြင်းကြတဲ့အချိန်ကြလို့ရှိဟေးမင်းပါဇက်ကိုပိတ်ထားငါပဲပြောမယ်ဆိုတာမျိုးမဖြစ်ဘူးနောက်တစ်ခုကဘော်တိုင်ရာရူဆိုလာမသိဘူးပြောခဲ့တာရှိတယ်အဲ့တော့မင်းရဲ့စကားပြောဆိုဝင်ကိုငါရဲ့အသက်နဲ့လဲပြီးကာကွယ်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးတွေမရှိသွားရင်မင်းဘာဖြစ်မလဲကွာတဲ့ ဲ့တော့ပြောချင်တာတော့ဒါမှဒီမိုကရေစီရှင်သန်ရေးရဖြစ်မှာကွာဆိုဒီမိုကရေစီရှင်သန်ရေးကိုတွားကြရအောင်တနည်းအားဖြင့်တယောက်နဲ့တယောက်မတူတဲ့ယူဆတွေငင်းခွင့်ရှိရမယ်သူ့ရဲ့စကားပြောဆိုခွင့်တွေကိုမပိတ်ပင်ရဘူးကွာအာအဲ့ဒီလိုကျွန်တော်တကယ်ချင်းကထောက်ပြတဲ့ဟောက်သားပဲတို့လွတ်လပ်ရေးလေရရလွတ်လပ်ရေးပေါ်အငင်းပွားတာနဲ့တောင်မှပြည်တွင်းစစ်ဖြစ်ခဲ့သေးတာငါတို့ရှေ့လျှောက်ငင်းရင်းနဲ့တယောက်နဲ့တယောက်စစ်ဖြစ်ကြမယ်ဆိုရင်ဒါဟာတို့ရဲ့ဒီမိုကရေစီရရှိရေးဟာ အစအနေကမွေးကလေးကပြဿနာနဲ့တည်တည်တယ်လို့ဖြစ်နေတယ်။ဒါကြောင့်ဓမ္မဝေစီရရှိတောင်းနေတဲ့သူတွေအားလုံးကိုကျွန်တော်တို့ရေစီုံမျိုးဆိုတဲ့သေးသေးလေးရနေပြီးတော့ပြောချင်တာကဓမ္မဝေစီရှင်သန်ကြီးထွားရေးကိုလေတစ်ဖက်ကဓမ္မဝေစီရရှိရဲ့ဒင်းငါးပြားတစ်ခုအနေနဲ့သတ်မှတ်ပါကျွန်တော်တို့ကခေါင်းနဲ့ပန်းပါပဲဆိုတဲ့တနည်းအားဖြင့်ပြောရင်ဓမ္မဝေစီလူချင်းတဲ့သူတွေကိုကျွန်တော်တို့ကအယူခံဝင်ပြီးတော့ပြောတဲ့သဘောပါဗျာ ဒီနေ့ဒီလေကျွန်တော်ကဒါရသတယောက်ရင်မူလရည်ချက်အတိုင်းပဲရှိနေစေပါဒါကြောင့်အားလုံးလွတ်လွတ်လပ်လပ်ညီညွတ်ပါခုံညပါစကားပြောခွင့်နေမပိတ်ကြပါနဲ့တူရတူရဆုကြပါခိုင်းကနလို့ကျွန်တော်တို့ကမမြင်ပါဘူးသို့တော့ကျွန်တော်တို့ရှိနေတဲ့အယူဆတွေကိုကျွန်တော်တို့တွေ့ဟာတယောက်နဲ့တယောက်ဘလောက်များဒီနေ့စကားနဲ့ပြောရင် synchronize လုပ်တာတို့ ဒီနေ့အပြင်ပြောလို့ရှိရင်တမှုကပြူတာတို့သဟဇာတာဖြစ်အောင်လုပ်တာတို့လုပ်နိုင်မလဲဆိုတဲ့အဲ့ဒီအာကိုကျွန်တော်ပညာလို့အဓိပ္ပာယ်သတ်မှတ်ခြင်းတော့ဗျာအဲ့ဒီပညာပဲကျွန်တော်တို့လိုအပ်နေတာပါလို့ကျွန်တော်ပြောချင်ပါတယ်ဒါကြောင့်ဒီမိုကရေစီရှင်သန်ရေးပဲအဓိကဖြစ်ပါတယ်ဒီမိုကရေစီရရှိရေးရတော့ငြင်းကြပါဦးလို့ကျွန်တော်ပြောချင်ပါတယ်ဘာကြောင့်လဲဆိုတော့မဝဲမော်ဘူးတော့မှအားလုံးသိတဲ့အတိုင်းပဲအမြဝေပြီဆိုတော့ တချို့ကဒီမိုကရေစီရပြီပြီဆိုတာလက်ခံထားတဲ့အချိန်မှာဒီနေ့ဒီမိုကရေစီမရဘူးလို့ပြောနေတယ်သူလည်းရှိနေကြတာဖြစ်တဲ့အတွက်ကြောင့်ဒီအငင်းပွဲကြီးကဘယ်တော့မှပြီးမှာမဟုတ်ပါဘူး။ဒါကြောင့်ဒီမိုကရေစီရှင်သန်ကြီးထွားရေးလေးကိုလည်းပြောင်းပြီးတော့အာယုံစိုက်ပေးဖို့ကျွန်တော်ခုလိုဆရာကိုသက်ထွေးနိုင်စီကပြောခွင့်ရတော့ကိုပေးသက်ကြည့်ကိုအနှူးညွတ်တင်ပြတောင်းပန်လိုပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဆရာ အဲ့တော့ဒီဒီမိုကရေစီအရေးနဲ့အခုတော့ဖက်ဒရယ်ရေးပါတွဲပြီးတော့ဟိုတိုင်းပြည်ရဲ့ပြည်ထနာကိုဖြည့်ရှင်းဖို့အားလုံးဝိုင်းစူးစမ်းနေတဲ့အချိန်လို့ကျွန်တော်ပြောရမှာပေါ့နော်အဲ့တော့အခု2021မှာဖြစ်လာတဲ့အခုပြိပကအကျက်တဲပေါ့တော်တော်ကြီးမားတယ်ဆရာတွေ့ကြုံရဆိုလဲအကြီးဆုံးလို့ကျွန်တော်ယူဆပါတယ်ဆရာလည်းအဲ့လိုပဲမြင်မယ်လို့တင်တယ်အဲ့တော့ဒီအကျက်တဲပြိပကရဲ့အပေါ်မှာဆရာရဲ့ရှူတောင်းပေါ့တောင်းတနေရနေဆရာဘယ်လိုမျိုးရှူမြင်လဲအဲ့ဒီလိုရှူမြင်သုံးသက်ချက်ကိုသိချင်ပါတယ် ဟုတ်တယ်ဆရာကြီးအဲ့ဒီကိစ္စကတော့ငင်းလို့အကောင်းဆုံးပြဿနာပဲအဲ့တော့ကျွန်တော်လည်းအထက်မှာဝင်းရင်းတဲ့သူတွေမှာတယောက်ပါပါရစီလို့ပြောချင်တာပေါ့နော်အဲ့တော့ဒီ2021အဖြစ်ပြက်ကိုပြောတဲ့နေရာမှာဆရာအောင်သိန်းရဲ့စကားကိုကိုကရင်တော့ကျွန်တော်တို့ကမှန်တဲ့ခဲနောက်မလိုက်ဘဲနဲ့ ခဲဘေးရလာတယ်လေဆိုတော့အကြောင်းတရားကိုရှာကြရမှာပေါ့အဲ့တော့အကြောင်းတရားကိုရှာတာကိုတပတ်ကပြောရင်တော့ပညာလို့ဆိုမယ်ဆိုရင်လေအကြောင်းတရားကိုရှာပုံရှာနေရတော့တယောက်နဲ့တယောက်တူပါမဟုတ်ဘူးပေါ့ဗျာနံပါတ်1ကျွန်တော်ပြောမယ်မြတ်သွဲ့သွဲ့ခိုင်ကိုခေါင်းတဲ့တဲ့အပြစ်ခံရတယ်ကစပြီးတော့အကြောင်းတရားတွေစုစည်းပြီးတော့ကောက်ချက်ဆွဲမယ်ဆိုရင်အဖြေကတမျိုးထွက်တယ် အဲ့ဒီလိုမဟုတ်ပဲနဲ့တာဝဘာရမလဲအသိဉာဏ်သိအမိုက်သိမယ်ဆိုတော့အခြေအနေကနေစပြီးတော့အကြောင်းတရားလို့ကျွန်တော်တို့သုံးသပ်မယ်ဆိုရင်ကောက်ချက်ကတမျိုးဖြစ်မယ်။အာအဲ့ဒီလိုမဟုတ်ဘဲနဲ့အာရွှေကုန်တိုင်းဆုံးဖြတ်ချက်ကိုတဦးတယောက်တည်းကပြင်တယ်။အားလုံးဟာဒေါက္ခဏရဲ့အောက်မှာရောက်သွားတယ်ဆိုတဲ့1900 90ကအမတ်တယောက်ရဲ့ခံစားချက်နဲ့ပြောရမယ်ဆိုရင်ဒီဟာကအကြောင်းတရားသုံးသပ်ပုံကနောက်ထပ်ကောက်ချက်တစ်မျိုးဖြစ်စေနိုင်တယ်။အဲ့လိုမပြောရနဲ့1990ကနေမြန်ပြန်ပြီးတော့အကြောင်းတရားတွေကိုဆွဲပြီးတော့ယူပြီးတော့သုံးသပ်ကြအောင်မယ်ဆိုရင်လည်းကောက်ချက်ကတစ်မျိုးဖြစ်လာတယ်။ဒါကြောင့်ကျွန်တော်တို့ဒီနေ့စကားလုံးနဲ့ပြောရင် data ကိုစားသုံးတဲ့အခါမှာ စားသုံးသူရဲ့ဘလောက် data တော်တော်များများကိုစားသုံးနိုင်တယ်ဆိုတာ ਨੇ ဆိုင်ပါတယ်အဲ့ဒီ data ကိုကိုကြိုက်တယ်လို့ filter လုပ်ပြီးတော့ ਨੇ အသုံးချနေကြတာဖြစ်တဲ့တွေ့ကြောင့်တော့2021ရဲ့ဒီအငင်းကုန်ပွဲကြီးကတော့ဖြင့်ကျွန်တော်ပြောသလိုပဲပန်းပေါင်း100တောင်မကတော့ပန်းပေါင်း1000လောက်ပွင့်နေပွဲကြီးလူလေတစ်ဖက်ကဖြစ်နိုင်တယ်လို့ တဖက်ကလည်းယူရမယ်ဆိုရင်ကြိုက်ရဘူဖေးပွဲကြီးစားကျင်တာယူစားလို့ရတဲ့အခြေအနေကြီးပေါ့နော်ဒါကျွန်တော်အကောက်ဘက်ကနေပြောတာပါအဆိုးဘက်ကနေပြောမယ်ဆိုလို့ရှိရင်တော့ဒီလောက်ဟုတ်လား application တွေအများကြီးပေါ်ပေါက်နေတဲ့အခါမှာဒါတော့ဒီနေ့ခင်မိတဲ့စကားနဲ့ပြောတာပါ application ဆိုတာကျွန်တော်တို့အခု zoom သုံးတယ်ဒါ application ပါပဲ messenger သုံးတယ်ဒါ application ပါပဲ အဲ့တော့ကလေးတစ်ချက်နှိမ့်ယုံနေအာလုံးဖြစ်နေတဲ့အချိန်မှာအာလုံးက hard power ကို hard power နဲ့ရှင်ညင်ရသလားဒီလိုလူတွေလည်းပါနေကြတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့လိုပဲ application တစ်ခုနဲ့တစ်ခုကိုဘယ်လိုအကျိုးရှိအောင်အသုံးချမလဲဆိုတဲ့ခေါင်းဆောင်မှုပြဿနာခေါ်တာပေါ့နော်အသုံးချမှုပြဿနာသုံးစွဲနိုင်တဲ့ပြဿနာကျွန်တော်တို့မရှိကြတဲ့ ျွန်တော်လူတွေရဲ့ပြဿနာလည်းရှိကောင်းရှိနိုင်ပါတယ်အဲ့ဒါကြောင့်ပြဿနာတော့အဲ့ဓာတွေအားလုံးကိုဆွဲယူဆင်ခြင်ခြင်းဆိုတဲ့ data scope တော့နော်အချက်လက် scope နောက်တစ်ခုကအဲ့ဒီဆွဲယူဆင်ခြင်ပြီးရတယ် application လို့ခေါ်တဲ့တယောက်နဲ့တယောက်မတူတဲ့အသုံးချမှုတွေဟုတ်တဟဇာတာမဖြစ်မှုပြဿနာလို့တော့ကျွန်တော်ထင်ပါတယ်အဲ့တော့တဟဇာတာ ပြုတ်တတ်တဲ့ခေါင်းဆောင်တွေပေါ်လာရင်တော့ကျွန်တော်တို့ဒေါ်လာရေးကအကောင့်ဘက်ကိုရောက်လာမှာပေါ့ခင်ဗျာဟုတ်ကဲ့ဆရာဒီနေရာမှာမေးစရာရှိတာကဒီ2021မှာတော့အဓိကစစ်တပ်ကဟိုအာဏာကိုသိမ်းယူလိုက်ပြီးတော့အားလုံးရိုက်ချိုးဖျက်ဆီးပလိုက်တာပေါ့လေအဲ့တော့အကူကကအဲ့ဒီရလက်ကြောင်အခုလိုဟိုအချက်တဲအခက်ခဲတွေကြီးမားလို့စိုးနိုင်မှာပေါ့လေဆိုတော့အဲ့ဒီလိုမျိုးစစ်တပ်ရဲ့အာဏာသိမ်းမှုကို ဘယ်လိုပုံစံကျွန်တော်တို့ကကြော်လွားမလဲဖြည့်ရှင်းမလဲဆိုတာလေကျွန်တော်တို့ဒါမေးစရာဖြစ်တာပေါ့စဉ်းစားရမှာပေါ့နော်ဆရာအနေနဲ့ကိုအဲ့လိုမျိုးစစ်တပ်အာဏာသိမ်းမှုပေါ့ပြန်ပြီးတော့ကြော်လွားနိုင်မှုပြည်သူလူထုလိုချင်တဲ့သွားချင်တဲ့လမ်းကြောင်းပေါ်ရောက်ဖို့ဘယ်လိုဆောင်ရွက်ရမလို့ဆရာမြင်လဲအဲ့ဒါကျွန်တော်တက္ကသိုလ်ဆရောက်တဲ့ကျောင်းသားဘဝဆရောက်တဲ့အချိန်မှာကျွန်တော်မန်းလေးဆောင်မှာတက်ရတက်ရတော့မန်းလေးဆောင်ရဲ့နာရံမှာကြီးစံရာတွေတွေ့တယ် နောက်မန်လေးဆောင်ကထွက်လိုက်တဲ့အခါမှာကျောင်းသားတက်မက်ကဖြိုထားတဲ့ကွက်လက်ဟောင်းကြီးကိုကျွန်တော်တွေ့ရ။အဲ့ဒီနေရာကျွန်တော်ဒီနိုင်ငံရေးမှာစစ်တပ်ပါဝင်လာမှုကိုကျွန်တော်စဉ်းစားခဲ့ဦးတယ်။ဒါကျွန်တော်ညံမီတဲ့မျိုးစဉ်းစားရင်းနဲ့ကျွန်တော်နေရာအလန်နီတွေများတာကိုရည်စရွဆိုအလန်နီတွေများတယ်။အဲ့တော့အလန်နီတွေစီလေးချင်းကတ်တယ်။နိုင်ငံရေးတွေ့ကြုံရင်းရှိတဲ့သူချင်းကတ်တယ်။ဇာအုပ်တွေလည်းဖတ်တယ်ပေါ့နော်။အဲ့တော့ဒီကနေ့ထိလေအဲ့ဒီပြဿနာကိုကျွန်တော်အဖြေရှာနေစေပဲ။ အဲ့တော့ဘယ်စစ်အာဏာရှင်ပဲဖြစ်ဖြစ်ကျွန်တော်ဗမာပြည်ကစစ်အာဏာရှင်ကဆိုးလာပြီလို့ဆိုပေမဲ့တောင်ကိုရီးယားကိုသွားမိကြီးသူတို့လည်းသူတို့ဖြစ်တော့သူတို့စစ်အာဏာရှင်ကဆိုးခဲ့ဘူးဒါပဲဒါပေမဲ့ဒီနေ့တောင်ကိုရီးယားပြည်သူတွေတော့သိကြမှာသိမှာပေါ့အဲ့တော့စစ်အာဏာရှင်ဖြစ်ခဲ့တဲ့နိုင်ငံတိုင်းဟာကျွန်တော်တို့ဗမာတဲ့တော်ပို့ပြီးတော့ဟိုတက်တာတဲ့နိုင်ငံတော့ရှိမှမထင်ဘူးကျွန်တော်တို့ထိုင်းမှာဆိုလို့ရှိရင်လည်း ဒါစမာဇတ်တက်ကလူကျွန်တော်ရောက်တော့ကအဲ့လိုပဲစမာဇတ်တက်ကလူသမိုင်းမှာအကြောင်းသားတွေပြစ်တက်ခဲ့တဲ့သမိုင်းတွေရှိတာပဲကျွန်တော်လဲဆရာနာရှင်စနစ်အောက်ကလွတ်ချင်လို့အဖြေရှာနေသလိုကျွန်တော်လိုအဖို့တယောက်လဲရှိတယ်အဲ့ဒါကတော့ဖိထဖိထဆိုတော့အားလုံးသိတဲ့အတိုင်းပဲထိုင်းကမဲအများဆုံးနဲ့ပေါ့လေနိုင်ပြီးတော့တကယ်တော့လွတ်တော်ထဲမှာအစိုးရတောင်းဖွဲ့ဝင်မရတဲ့အပြင်အခုဆိုနိုင်ငံရေးရနေပြီးတော့ ပယ်ထုတ်ခြင်းခံထားရတဲ့သူပေါ့နော်သူဟာဂျပန်ကိုရောက်တော့ကျွန်တော်မိတ်ဆွေကိုထွန်းအောင်ကျော်နဲ့အင်တာဗျူးလုပ်ရရတဲ့အချိန်မှာပြောသွားတာလေးလေအဲကျွန်တော်စိတ်ထဲမှာလေးလေးနက်နက်တင်ရရတယ်ဒါပေမဲ့ထိုင်းကသူ့ရဲ့မဲဆန္ဒရှင်တွေကိုသူမာတဲ့စကားကတော့ဒီနေ့မြန်မာနိုင်ငံကတော်တော်များများခေါင်းဆောင်တွေပြောနေတဲ့စကားနဲ့တော့ မတူဘူးဆိုတော့ကျွန်တော်သတိထားမိတယ်ပေါ့ဗျာအဲ့ဒီ၃ချက်ကျွန်တော်တော့တွေ့လို့ဗျာ၃ချက်ကဘာလဲဆိုတော့နံပါတ်၁ကပြည်သူလူထုကြီးလည်းပါတယ်ခေါင်းဆောင်တွေလည်းပါတယ်နောက်ပြီးတော့မပြောင်းလဲခြင်းတဲ့သူတွေလည်းပါတယ်ပြောင်းလဲခြင်းတဲ့သူတွေလည်းပါတယ်ပြောရင်တော့စစ်ခေါင်းဆောင်တွေအပါဝင်ပေါ့နော်အဲ့ဓာတွေအားလုံးကတူညီတဲ့သဘောပေါက်မှုတစ်ခုကိုရဖို့အတွက်တူညီတဲ့ပညာရေးဝန်ကျင်တစ်ခုပေါ့နော် အဲ့ဒီရက်ဝန်းတစ်ခုပေါ်ပေါက်လာလို့အဲ့ဒါကိုအလွယ်တကူပြောရရင်ဥပမာဆိုတော့88အရေကင်းဖြစ်လာတယ်အဲ့ဒီဖြစ်လာတာအဓိကမိနာကဆက်သွယ်ပညာဆိုတဲ့ပတ်ဝန်းကျင်တစ်ခုပြည့်စုံလာတယ်ဆက်သွယ်ပညာပတ်ဝန်းကျင်ပြည့်စုံလာကြ BBC ပဲတက်တယ်ဗျ BBC ရောက်ခြေလေးလုံးဟာတရက်သေးတိုင်မင်ခေါ်ပြီးသားဖြစ်တယ်အဲ့လိုပဲတစ်တုံညာနှစ်ခွန်ကျွန်တော်အောင်မြင်လာခြင်းအဲ့ဒီဟာလေဒါနီးနာပဲတနည်းအားဖြင့်နီးပညာပဲ ။မာနီးပညာဆို drone ဆိုတဲ့နီးပညာကိုဥအောင်ပေါ့လေကိုကသုံးနိုင်လိုက်တဲ့အတွက်ခက်ကိုအပြောင်းလဲလုံးနိုင်ခြင်း။အဲ့ဒါကိုကျွန်တော်ကကျောင်းဆရာတယောက်ရဲ့စကားနဲ့ပြောပညာရေးဝန်းကျင်လို့ကျွန်တော်တို့ကျောင်းသားတွေကတော့ပြောပါတယ်။ဖိထစကားတိုင်းပြောရရင်တော့အဲ့လိုဝန်းကျင်တစ်ခုကျွန်တော်တို့ရှင်းမဲ့တဲ့အချိန်ထိစောင့်ရတယ်။အဲ့ဒီအချိန်ကပုံစိုးတဲ့သူရောပုံစိုးခံရတဲ့သူရောပြောင်းညင်တဲ့သူရောမပြောင်းညင်တဲ့သူရောအားလုံးရော ညူညီတဲ့အခြေအနေကိုဆိုလိုတဲ့သဘောအဲ့ဒါကိုထပြီးကျွန်တော်အထာကရာထပြီးဖွင့်ရမယ်ဆိုရင်88ကိုကျွန်တော်ပြန်သုံးသပ်မယ်ဆိုရင်ပထမကဥနေဝံစပြီးတော့ပြောင်းမှုစိတ်ကူးတယ်ဥစိန်လင်ကမပြောင်းတဲ့အုပ်စုကိုကိုစားပြုပြီးတော့ကြံနေတယ်အဲ့တော့မပြောင်းညင်တဲ့အုပ်စုနဲ့ပြောင်းညင်တဲ့အုပ်စုအားပြိုင်တဲ့အခါမှာအဲ့ဒီဥစိန်လင်အာနာရတဲ့အချိန်ကမပြောင်းညင်တဲ့အုပ်စုကအာနာရသွားတာဖြစ်တယ်ဒါပေမဲ့ ဒါကိုပံ့ပိုးပေးလိုက်တဲ့အခြေအနေကရှေ့လေးလုံးကြီးဖြစ်တယ်။ဒီလိုဖြစ်လာတဲ့အခါမှာမပြောင်းကျင်တဲ့သူတွေကကြာဆုံးသွားပြီးတော့ပြောင်းကျင်တဲ့အင်အားစုကအုပ်စိုးတဲ့လူရန်စားထဲမှာနေရာရလာတယ်။အဲ့ဒါကဘာကိုပြလဲဆိုတော့အောက်ကပြည်သူတရားလုံးကိုမပြောင်းပါဘူးလို့တင်းခံတဲ့အရွေးကိုဖန်တီးနိုင်တဲ့သူတွေအားလုံးကရောကျွန်တော်တို့သဘောတည်းတစိတ်တည်းဖြစ်သွားတဲ့အတွက်ကြောင့် နောက်ဆုံးဩဂုလ17ရက်နေ့မှာလွတ်တော်ခေါ်ပြီးတော့ပြောင်းကြတယ်ဆိုတာမျိုးသူအဖြစ်ထွက်သွားတာဖြစ်တယ်။အဲ့ဒီလိုပြီးပြီးဆုံးတဲ့အခြေအနေမျိုးကျွန်တော်ကနီးနာသုံးဖို့ပညာရေးဝန်ကျင်ကောင်းတစ်ခုလို့ကျွန်တော်နားလည်ပါတယ်။ဒီလိုနီးနာတစ်ခုသုံးဖို့ပညာရေးဝန်ကျင်ကောင်းတစ်ခုပြည်စုံအောင်ဆောင်ရမယ်ဆိုတော့နံပါတ်1အချက်ပါပဲ။ဒါကျွန်တော်ဖိထစီကကျွန်တော်နားလည်လိုက်တာလေးကိုကျွန်တော်ဖာသာပြန်ထားတာနော်။ နံပါတ်1အချက်ဆိုကျွန်တော်ပြောပြပါမယ်။နံပါတ်1အချက်ကတော့အဲ့ဒီလိုအခြေအနေတွေပြည့်စုံတော့လေတဲ့။အဲ့ဒီပြည့်စုံလာတဲ့အခါမှာကျွန်တော်တို့အရွေးကိုဖန်တီးနိုင်တဲ့သူတွေပေါ့နော်။ဒီနေ့ပြောနိုင်ငံရေးအင်အားစုတွေလို့ပဲပြောမှာ။အုပ်စုတွေလို့ပဲပြောမှာ။ခိုင်းကနတွေလို့ပဲပြောမှာ။ခေါင်းဆောင်ငယ်တွေလို့ပဲပြောမှာ။အားလုံးအတကအတကပေါ်လာကြပါပေါ့။အဲ့ဒီပေါ်လာကြတဲ့သူတွေအားလုံးက ကျွန်တော်တို့တူရာ common ground ကိုရှားပြီးတော့အဖြေရှားနိုင်ခြင်းဆိုတဲ့ပညာအဲ့ဒါပညာလို့ခေါ်တယ်အဲ့ဒီပညာမျိုးကျွန်တော်တို့လိုပါတယ်အရင်တော့ကပညာကအကြောင်းတရားကိုလိုက်ရှာတာဆရာအောင်သိန်းစကားနဲ့ပြောရင်ခလေးလာရာအရာကိုလိုက်ရှာတာဒီနေ့ဒုတိယပညာကတနည်းအားဖြင့်အပြန်လန်အပေးယူ compromise လုပ်ယူတာတဟဇာတပြုယူတာတမှုခပြုယူတာ ဆိုတဲ့အတတ်ပညာပညာအဲ့လိုမျိုးခေါင်းဆောင်တွေမှာရှိဖို့တိုးအပ်လာတယ်လို့ဒါနံပါတ်1အချက်ဖြစ်သွားတယ်အဲ့တော့ဟိုဟာကမိပညာညာတလုံးဒါကတော့ကျွန်တော်စကားလုံးနဲ့ပြောရင်ပညာဆိုတဲ့ညာတလုံးညာညာပေါ့နော်နောက်တတိယတလုံးကတော့ဘာလုံးကစေတနာရှိကြတယ်လို့တော့ကျွန်တော်ပြောကျင်တယ်ဒါပေမဲ့စေတနာဆိုတာနိုင်ငံပေါ်ထားတဲ့စေတနာဖြစ်ရအစကတော့ကျွန်တော်တို့နိုင်ငံပေါ် နိုင်ငံတော်ဆိုလောက်တာပဲနောက်ဆုံးပါတီတွေဖွဲ့လာတဲ့အခါကျတော့ကိုယ်ပါတီတွေဖြစ်သွားရပါတီတွေကနေပြီးတော့ခိုင်းကနနေကြွေးသွားတဲ့အခါကျကိုယ်ခိုင်းကနတွေဖြစ်သွားတပြေးပြေးတပြေးနဲ့ကိုယ့်ရဲ့စေတနာဟာနိုင်ငံဘောကနေပြီးတော့နောက်ဆုံးကျင်းတော်လိုက်တာစပိုင်းဟာမိမိပါဝင်ခြင်းနဲ့ကြံတော့တယ်လို့ဆိုသလိုဖြစ်သွားတယ်အဲ့ဒါကြောင့်အဲ့ဒီလူစေတနာမျိုးမဖြစ်ဖို့အစွဲကင်းတဲ့စေတနာမျိုးဖြစ်ဖို့အဲ့ဒါမျိုးကျွန်တော်လိုအပ်ပါတယ် နိုင်ငံအတွက်ပဲတခုတည်းစေတနာထားစီခြင်းနဲ့ငါဖွဲ့စည်းအတွက်ငါဂိုင်းကနာအတွက်ငါအတွက်ဆိုတဲ့စေတနာတွေမထားစီခြင်းဘူးအဲ့ဒီနာကတတိယနာဖြစ်ပါတယ်ဒါကြောင့်ညာညာနာလို့ဒီသုံးခုကတော့ဖိဋ္ဌစီကရလိုက်တဲ့သင်္ကန်းစာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာအခုလက်ရှိပဂတိပမာယူမှာရှိနေတဲ့အခြေအနေကတော့ဒီဘက်က တော်လိုင်းအင်အားစုတွေကတော့ဒီစစ်အာဏာရှင်ကလမ်းပိတ်ထားတယ်တွားဖို့ပေါ့နော်ဒီမိုကရေစီနဲ့ဖက်ဒရယ်အတွက်ကိုတွားဖို့လမ်းပိတ်ထားတယ်အဲ့ဒီအတွက်ကိုဆရာကုဏပြောလို့ hard power အရာရှင်ရမယ်ပေါ့နော်ဖယ်ရှားရမယ်ဆိုတဲ့ပုံစံနဲ့တိုက်ပွဲဝင်နေကြတယ်ဆိုတော့ဒီပေါ်မှာရောဆရာအနေနဲ့တစုံတရာဟိုအမြင်သဘောထားပြောလို့ရမလားကျွန်တော်တို့ကတော့ဒီလိုစစ်ဆိုတာစဖြစ်ကလေးကဟာဒီလိုလက်နက်ကင်နဲ့အင်အားစုတွေအများကြီးဖြစ်လာတာပေါ့နော် အဲ့တော့ဒီလက်နက်ကန်တဲ့အင်အားစုတွေပေါ်လာတိုင်းလေဆရာနာရှင်ကဒါကိုအကြောင်းပြပြီးတော့သူတို့တီရှိနေရတာတနည်းအားဖြင့်နိုင်ငံရေးကမထွက်ရတာဒါကြောင့်မှလို့အကြောင်းပြရပေါ့နော်ညီတို့ပင်ဆိုစီကမူကျွန်တော်ကလက်နဲ့လဲကင်မထားတဲ့သူပြီးတော့ powerless လဲဖြစ်နေတဲ့အနေအထားတနည်းအားဖြင့် silenced majority လို့ဆိုရတဲ့ အထဲမှာလည်းပါနေတယ်ဒါပေမဲ့ပြည်သူတို့လည်းအစရင်သွင်းမခံရအောင်အဲ့တော့အဲ့ဒီလူတယောက်အနေနဲ့ပြောရမယ်ဆိုရင်တော့အားလုံးဟာနိုင်ငံတော်ဆိုတဲ့မျက်နှာကိုမကြည့်ကြရင်တော့ကျွန်တော်နားလေတယ်လို့ပြောတော့ Balkanization ဖြစ်စဉ်ကတော့မလွဲမသွေဖြစ်လာပါပဲမတတ်နိုင်ဘူးပေါ့ဗျာအဲ့တော့ကျွန်တော်ကျွန်တော်ကတော့ဗာမြန်ပြောနိုင်ပါအောင်မြည်တော့နေဆိုတော့ ညီချင်းလေးညီရမလို့ဖြစ်ပါပါပဲခင်ဗျာဆရာဟုတ်ကဲ့ဆရာအဲ့ဒါဆိုရင်အခုဟိုတိုင်းပြည်ရဲ့အာဏာကိုအခုလက်ဝယ်ရထားတာစစ်တပ်ဖြစ်နေတော့သူတို့တွားနေတဲ့အခုရွေးကောက်ပွဲလမ်းကြောင်းပေါ့လေဒီလမ်းကြောင်းတစ်ဆင့်သူတို့ကလည်းဟိုဖက်ဒရယ်ဟိုနဲ့ဒီမိုကရေစီတိုင်းပြည်ကိုတွားမှလို့ကြွေးကြော်ထားတာပေါ့ဆိုတော့ဒီလမ်းကြောင်းတိုင်းဆက်သွားမယ်ဆိုရင်ရောဖြစ်လာနိုင်ကြီးဆရာပြောတဲ့ခုနနာနာညာဆိုတဲ့ဟိုအခြေအနေမျိုးပေါ့မှန်ကန်တဲ့လမ်းကြောင်းပေါ့ ရောက်သွားမယ်လို့မြင်လားဆရာအဲ့ပေါ်လဲနောက်ဆုံးအနေနဲ့ပြောပြပါဗျာသူကလည်း၃လအတွင်းရွေးကောက်ပွဲလုပ်ပေးမယ်သူဒေါက်တာမောင်မောင်အဖြေရှာခဲ့တယ်လို့ဒီနေ့အဲ့ဒီပုံစံနဲ့အဖြေရှာလို့မရဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီတုန်းကတောင်မှဒေါက်တာမောင်မောင်ပေါ်တော်မှကျွန်တော်တို့88ကပြည်သူတွေကယုံကြည်မရှိခဲ့ကြဘူးမလားအဲ့တော့ဒီနေ့ကကယုံကြည်မှုဆိုတဲ့ပြဿနာကို ကျွန်တော်တို့လက်ဖြန့်တောင်းနေရတဲ့ကာလာလည်းမဟုတ်တော့ဘူးထင်တာလို့အလုံးနဲ့ပြကြမယ်ဆိုတော့အဲတော့ယူကော့ဘွေကအဖြေမဟုတ်ဘူးလားဆိုတော့ကျွန်တော်တလုံးနဲ့ပြောရင်ခင်အင်းအင်းလို့ပြောမှာဖြစ်သွားခင်အင်းဆိုတာကအဖြေမဟုတ်ဘူးအင်းဆိုတာလည်းဒါဟာသူ့ရဲ့ဒီအနာခောဝင်မှုပုံစံတန်ပြောင်းတဲ့ထဲကနေပြီးတော့လဲအဖြေတစ်ခုဖြစ်ကောင်းဖြစ်သွားနိုင်တယ်အဲ့ဒီလိုပဲကျွန်တော်ပြောချင်တယ် ကျွန်တော်တော့ဒီပဋိပက္ခထဲမှာမပါဝင်တဲ့သူတယောက်အနေနဲ့စိတ်ဝင်စားနေ။အဲ့တော့တစ်ဖက်ကမပြောင်းနိုင်တော့တစ်ဖက်ကဘလောက်များပြောင်းနိုင်မလဲဆိုတာလည်းကျွန်တော်စောင့်ကြည့်လို့။အဲ့တော့တစ်ဖက်ကဆိုတော့တက်တက်ပြောရင်2021နဲ့ကကျွန်တော်တို့ဦးစားပေးပြီးလေ့လာခဲ့တဲ့ NUG ပေါ့နော်။ NUG လည်းပြောင်းမယ်လို့ပြောတယ်။ဒါပေမဲ့ပြောင်းမယ်ဆိုတာကျွန်တော်ဒါသာစစ်တမ်းဆိုပြီးတော့အကြံပြုချက်စာတမ်းတစ်ခုရေးတာပါတယ်ဗျာ။ အဲ့ဒီမှာပြောင်းမယ်ဆိုလို့ချင်းအလုံးအားလုံးကိုပြည်သူပါဝင်နိုင်အောင်လုပ်ပါလို့ကျွန်တော်ကြေညာပေးထားပါတယ်။အဲ့တော့ပြည်သူပါဝင်လာအောင်လုပ်နိုင်တဲ့နီလန်းမဟုတ်ဖဲနဲ့ဟိုပြောင်းလဲနေတယ်ဆိုရင်တော့ဒီနေ့ဘယ်သူကမှစိတ်ဝင်စားမှာပေါ့။အဲ့လိုပဲဒီဘက်ကလည်းပြည်သူပါဝင်လာအောင်ဆိုပြီးတော့မြို့ောက်ပွဲဆိုတာနဲ့လုပ်ပြီးမယ်။အဲ့ဒီပေါ်လဲတစုံတရာတော့ပြောเสียရရှိနေတာပေါ့။အဲ့တော့နှစ်ဖက်စလုံးကတော့ပြောင်းဖို့ကြိုးစားနေကြတယ်ဆိုပြီးမယ်။ ျွန်တော်အမြင်နဲ့ကတော့ဘေးတိုင်းပြီးတော့စောင့်ကြည့်တာအကောင်းဆုံးဖြစ်မယ်လို့အဲ့လိုပဲကျွန်တော်ပြောချင်ပါတယ်။ third party လို့ပြောပြောပေါ့လေတတိယပုဂ္ဂိုလ်တယောက်ကြီးကျွန်တော်အမြင်ပါဟုတ်ကဲ့ဆရာအဲ့တော့နောက်ဆုံးအနေနဲ့ပေါ့ဆရာရဲ့အဆိုမိတ်ပေါ့ဒီမိုကရေစီရရှိရေးနဲ့ဒီမိုကရေစီရှင်သန်ကြီးထွားရေးဟာဒင်းကားပြရဲ့ခေါင်းနဲ့ပန်းလို့ဖြစ်နေတဲ့အပေါ်မှာအခုမြန်မာနိုင်ငံမှာဒါကလည်းအရေးကြီးတဲ့အချက်ပေါ့နော်ဖက်ဒရယ်ရရှိရေးလည်းပါဝင်ပေါ့ဆိုတော့ဒီအတွက်ကိုဆရာရဲ့အမြင်သဘောတရားအရဆို ဘာတွေလှုပ်ဆောင်မှုလို့မလဲဘလို့ပုံစံဆိုရင်တော့ဒီအခြေအနေကိုပြန်ပြီးတော့ကူးပြောင်းနိုင်မလို့ဆရာမြင်လဲဗျဒီမိုကရေစီရရှိရေးနဲ့ဒီမိုကရေစီရှင်သန်ကြီးတွားရေးဆိုတော့ဒီမိုကရေစီရှင်သန်ကြီးတွားရေးဆိုတာကျွန်တော်တို့တယောက်နဲ့တယောက်ငြင်းကြမယ်ခုံကြမယ်ယူဆတွေကိုပိတ်ပင်တားဆီးခြင်းမခံရဘူးဒီလိုကိုဒါကဘယ်နေထားလဲပြောတော့ကျွန်တော်88တုံးကတွေးခဲ့တဲ့အနေထား88တုံးကကျွန်တော်တို့ကဒီလောက် လက်နဲ့မပေါ်သေးတက်နဲ့မပေါ်သေးဘူးပေါ့နော်အဲ့ဒီတုန်းကတစုံတရာနိုင်ငံရေးဘောင်ကျေလာတာနဲ့အမြကျွန်တော်တို့စကားပြောခွင့်ရခဲ့ဒီနေ့ကနိုင်ငံရေးဘောင်ကကျင်းသွားပြီပမာဆိုရမယ်ဆိုရင်တော့မင်းတို့ပါဇက်ရှိခြင်းတနတ်ရှိအောင်အရင်တော့လို့ပြောတဲ့ခေတ်ရောက်တနတ်မရှိရင်စကားပြောခွင့်မရှိတော့အဲ့တော့ဒီမိုကရေစီရှင်သန်ကြီးထွားရေးဆိုတာကတနတ်ကြိုင်တဲ့သူအချင်းချင်းကြားမှာ ကျင့်သုံးတဲ့တရားဖြစ်သွားပြီလို့ကျွန်တော်စိတ်ထဲခံစားရတယ်။အဲဒါကြောင့်ဘာအကြံပေးရမလဲဆိုတော့မင်းတို့စကားပြောချင်ကြသလား။အေးဒီမိုကရေစီရှင်သန်ရေးကြီးထွားရေးလှုပ်ချင်ကြသလား။အေးလှုပ်ချင်ရင်ဟာလားနေရာရအောင်တနက်ကင်ကြတော့လို့ပြောရတော့မှာဖြစ်နေ။ဒါပေမဲ့ကျွန်တော်တို့ကတော့စစ်ပေးရှောင်အနေနဲ့ထွက်ပြေးနေကြပါဘို့လို့။ဟုတ်ကဲ့ဆရာဦးဟန်ရှင်ဝင်းကျေးဇူးအများကြီးတင်ပါတယ်။အခုဆရာရဲ့တသနာအတွေးခေါ်တွေပေါ့နော်။ မြန်မာပြည်မှာဖြစ်နေတဲ့အခြေအနေပေါ်မှာအခုလိုသုံးသက်ဟိုရှင်းလင်းပြပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဆရာအာကျွန်တော်လည်းဆရာဟိုဆရာလို့ပေါ့လေတကယ်ကိုနာမည်ကြီးတရင်စာဓမ္မတယောက်လို့ခေါ်မလားပြောနေပြီကျွန်တော်ဟိုဆက်သွယ်လာတော့တအားကိုကျွန်တော်ဝန်သားပါတယ်ဆရာရဲ့ critically ပေါ့လေဟိုပါခေါ်မလဲတော်တော်ကိုချေချေမြင့်မြင့်စူးစူးဆက်ဆက်မေးတဲ့မိကုန်းတွေအတွက် ဟိုကျွန်တော်လည်းကျေးဇူးလေးတင်ပါတယ်ပြီးတော့ကျွန်တော်ထပ်ပြီးကျေးဇူးတင်တာကကျွန်တော်ရဲ့ page ပေါ်ပါပဲကျွန်တော်ရဲ့ data page ပေါ်ပါပဲကျွန်တော်ပောက်ကွဲနေရလေးရဲ့တစွန်းတစားကိုပေါ့နော်အဆရာသထွေးနိုင်ရဲ့ပြည်သက်ကိုပြောပြခွင့်ရတာအတွက်ကိုထပ်ပြီးကျေးဇူးတင်ပါတယ်လို့ပြောရမှာလေဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဟုတ်ကဲ့ကျမ်းမာကြီးကူးစက်ပါဆရာဟုတ်ကဲ့ပါဆရာ